WD online media ကိုကြည့်ရှုအားပေးနေကြပရိသတ်များကိုအခုထပ်မံတင်ဆက်ပေးမယ့်တင်ဒင်ကတော့တပီလုံးချမ်းသာစူတောင်းပြည်ဇေဒီရောမြက်ကြီးအား PH ဖြင့်ရွှေထီတော်ဘုံအစင်းစင်တင်လှတဲ့တင်ဒင်ဖြစ်ပါတယ်။ PH မြေယေစုဆရာတော်ကြီးဒေါက်တာပဒ္ဒနာအတိဆဝန်သားရဲ့မူလအကြောင်းဖြစ်တဲ့ပဲခူးတိုင်းဒေသကြီးကြောက်တကားမြို့နယ်ပင်းရွယ်ကုန်းမြို့အနောက်ဘက်ငားဖာလုံးဂျိုးပင်ယူကြီးရွာအနီးကင်ပွန်းအင်းကြီးရွာအုပ်စုရန်ပြည်ဤတော်ရမူလကမ္မဒန်းကြောင်းထိုက်အတွင်း တီထားကိုးကွယ်တော်မူတဲ့တပီလုံးချမ်းသာဆူတောင်းပြည်စီရီတော်မြတ်ကြီးကိုဒေါက်တာဗဒန္နာအာဒိဆဝန်သာပီးချင်းမြေယေရှုဆရာတော်ကြီးကိုတိုင်အဋိဌံပြု၍1386ခုတပေါင်းလာပြီး2025ခုနှစ်မတ်လ13ရက်နေ့ကြာသာပရိနိကပီးချင်းမြေပိယဘဝပိယပန်းတို့နဲ့ရွှေထီးတော်ပုံအစဉ်စဉ်တင်လူပူဇော်ခဲ့ပါတယ်။ထီးတော်အသည်တင်လူပူဇော်ရနဲ့ပတ်သက်ပြီးပီးချင်းမြေယေရှုဆရာတော်ကြီးဒေါက်တာဗဒန္နာအာဒိဆဝန်သာကအခုလိုမိန့်ကြားထားပါတယ်။ ဆရာတော်ဒေါက်တာဘာရနာအရိဇဝန္တပေးချင်းမြေယေဆရာတော်ကြီးဖြစ်ပါတယ်အဲဒါဆရာတော်ဘကိုးတိုင်းဒေသကြီးပေါ့ကျော်ရကားမြို့နယ်ပေါ့နော်ပဲ့တော်ကုန်မြို့အနောက်ဘက်၅မိုင်กว่าဒါဆရာတော်ကြီးရဲ့မူလသတင်းသုံးတဲ့စေတီဘောင်းတထောင်ကျော်အတိတ်တံပြူပြီးတည်ထားအနေအထားဖြစ်ပါတယ်ဒီဘေးအားကြီးကတော့ဒါတပြည်လုံးချမ်းသာဆုတောင်းမြေဆရာတော်များကြီးဖြစ်ပါတယ်အဲကျွန်တော်အတောင်ပေါင်း60ဖြစ်ပါတယ်တမီ60ဖြစ်ပါတယ်အဲတော့ဒီတော်ကြီးကိုအရင်ကတော့တင်ခဲ့တာတော်တော်ကြားလာပါပြီရဝေးရနေမှာလူချင်းများလဲ ညီလိုမဆိုလာရောက်နိုင်မှာကြောင်းဖိတ်မှတ်လက်ခံပြုပါရယ်အဲကဘာသူကဘာသားမြန်မာနိုင်ငံသူနိုင်ငံသားအလုံးလဲချမ်းမြမ်းမှာမှအချမ်းသာနာနဲ့ဘေးမင်းမှုရန်တော်တော်အန္တရာယ်တွေခတ်သိမ်းဖိတ်ခတ်သိမ်းရန်ခတ်သိမ်းဆိုရင်ခတ်သိမ်းကြောင်းညာခတ်သိမ်းနှလုံးစိတ်ဝင်အေးချမ်းပြီးတော့တခါတမတွေအလုံးလူရဆန္ဒပြေးပြီးတော့တောင်းတိုင်းပြေဆုံးရေလုံတမအောင်မြင်ပြီးတော့ပရိယတ်ရိသာသနာပရိပရိသာသနာပရိဝေရသာသနာကိုတည်ဖို့ရွတ်ဆောင်တဲ့ခါမှာဖြင့်မေတ္တာရှိသားပြီးဆောင်ရွက်ကြပါလို့မေတ္တာရှိသားပြီးတိုင်တွန်းအပ်ပါလိမ့် ပြေးချင်မြေဆူဆရာတော်ကြီးဒေါက်တာဘဒ္ဒနာအာတိဆာဝန်သားဟာအမျိုးမျိုးအနေနဲ့ရှိဘုရားစီဒီပေါင်း2518စုမှာပြေးချီဖြင့်ရွှေထီတော်ဘုံအစဉ်စဉ်ကိုရွှေထီတော်တင်လူခဲ့တာဖြစ်ပြီးတပီလုံးချမ်းသာဆုတောင်းပြီးဇေယျတော်မြတ်ကြီးကိုရွှေထီတော်တင်လူခြင်းဟာ2518စုမြောက်ဖြစ်ပါတယ်။တပီလုံးချမ်းသာဆုတောင်းပြီးဇေယျတော်ကြီးကိုရွှေထီတော်တင်လူပြီးပါကရံပြည်အေးကျောင်းတိုက်အတွင်ရှိ အခြားဇေယျတွေများကိုပြန်လည်ပြုပြင်သွားမယ်လို့ဆရာတော်ကြီးကမိန့်ကြားထားပါတယ်။ ရန်ပြည်တော်ရကျောင်းတိုက်ဟာပြည်ချင်းမင်းယေရှုဆရာတော်ကြီးဒေါက်တာဘဒ္ဒနာအာဒိဆဝန်သားရဲ့မူလကျောင်းတိုက်ဖြစ်ပြီးကျောင်းတိုက်အတွင်းမှာဖျားစည်းဒီပေါင်းများစွာကိုတည်ထားကိုးကွယ်ထားပါတယ်။ဒါပြင်ဆရာတော်ကြီးလက်ရှိတရင်သုံးနေတဲ့ရန်ကုန်မန္တလေးအမြန်လန်း68မိုင်ငကားညီနောင်ကျောင်းတိုက်မှာလည်းဗုဒ္ဓရုပ်ပွားတော်တထောင်ကျော်ကို9နှစ်အတွင်းအပီးတည်ထားကိုးကွယ်ရန်အတိတ်တန်ပြုတည်နေတာဖြစ်တဲ့အတွက်လက်ရှိမှာတော့ဗုဒ္ဓရုပ်ပွားတော်400ကျော်ပြီးစီးနေပြီလို့သိရှိရပါတယ်ရှင်။ Thank you. Well oh, God.